ဂျာနယ်ကျော်မမလေးရဲ့သူ့လိုမိန်းမဆိုတဲ့ဝတ္ထုကိုအပိုင်းလေးနေနဲ့ဖျက်ပြပေးမှဖြစ်ပါတယ်ရှင်။ဘိုင်ကလားချူတာဟာစရီ လာပို့မှပင်အိယာမထားလေးသည်။အိယာမနိုလေနိုချင်းရေနံချောင်းသူယနေ့နှစ်ယောက်သူဆင်းရတော်မီကိုချက်ချင်းသတိရ၍စစောကနှီးလာချီရဲ့ဟိုအောင်မေအပြစ်တင်ခဲ့တော်တင်မကြီးကိုယခုထပ်ပေါ်ရဲ့အရှိန်ဖြေးနိုင်သမျှဖြစ်ဖြစ်ကလေးခုတ်စီချင်းနေလေးသည် တမိုးဟောက်တိန်ထဲတွင်နေရတဲ့ကဲသူဦးခန်းကြီးထဲတွင်အတူတကစားတောင်းနေရချင်းကြောင့်တင်မောကြီးနှင့်မခွဲမခွာပဲမန္တလေးသို့နှစ်ယောက်တူလိုက်၍သွားရလီကောင်းလီစွာဟူအောင်မေလီကိုလာတန်းစင်ပြီးလေအဝတ်စားလဲ၍အပြင်ဘက်သို့ထွက်ခဲလေသည်အပြင်ဘက်တွင်မမျက်လေး၏ပစ္စည်းများကိုအခန်းကလေးထဲမှထည့်ထုံနေသောမမျက်လေး၏အခိုင်းစေဖို့လူတယောက်ကိုတွေ့ရလေမမျက်လေးကိုအပြင်ဘက်၌မတွေ့ရပါဘူး ပယ်ထုံးနေသောပစ္စည်းများကိုဥချစ်ဆွေသည်ရေရေကြည်နေရကညကပြေးလိုက်သောတရေတိတာကြီးကိုတက်ထွက်လာသောအခါ၌ကပြန်ယူခြင်းသောစိတ်များပင်ပေါ်ပေါက်လာလေသည်အိတ်ချရင်တတိထားနော်အလစ်တုတ်ခံရတယ်ဆိုတာကိုပစ္စည်းနဲ့ကိုအင်မတန်ရှက်စရာကောင်းတယ်ကွဟိုမမျက်လေးအတန်နေတကွာမမျက်လေးအခန်းဝတွင်ပေါ်လာမှာတိတာကိုမျက်နှာလွှဲလိုက်လေမမျက်လေးအားလှမ်း၍ပြုံးပြလိုက်လေသည်မမျက်လေးသည်ပြုံးချသောမျက်နှာထာနေ ဦးချစ်စွေပစ္စည်းတွေပြင်ပြီးပြီနော်ဟိုမေးလိုက်ဟုတ်ကဲ့ထည့်ပြီးပါပြီမောင်စောပြီးရင်ဟိုအခန်းထဲကတစ်တာကိုလည်းအပြင်ကိုထုတ်ထားပါဟိုအခန်းကိုလည်းညှို့ထုံညှို့လဲပြောလှမ်းပြောလိုက်ပြီဦးချစ်စွေတစ်တာဖြောက်ခဲ့တာသူ့ပဲသူ့ပဲဟိုမောင်စောကိုလည်းညှို့ထိုးကပြလေဦးချစ်စွေလည်းကျေးဇူးတင်စွာပြီးမောင်စောကပြုံးကြည့်နေလေပစ္စည်းများထုတ်ရထားခဲ့ပြီးမောင်စောအပြင်ဘက်သို့ထွက်သွားမှာနှစ်ယောက်တူစပွဲတွေမျက်နှာချင်းဆိုင်ထိုင်ကနနက်စာစာကြလေသည် ရင်းနှံချောင်းတွင်တင်မောမဆိုင်ပဲဖြတ်ခုံမောင်းလာခြင်းကိုမမျက်လေရရင်းနှံချောင်းကဘယ်နှနိုင်များခုံမောင်းနေဦးမလဲဟိုပြော၍စာနေလေသည်ဦးချစ်စွေကမမျက်လေးမမျက်ရောက်ချင်မှန်းတီး၍ဟုတ်ကဲ့မကြပါဘူးဟိုပြောလိုက်ကထိုးတို့ပြောပြီးရင်ထဲတွင် ဟာ၍သွားလေအင်းကလာကြမှာပါလားမကြွရင် ကျွန်တော်ကလည်းလိုက်ပို့ပြရစီလာကြပါမယ်ဦးချစ်စွေကိုလည်းလာကြမှာပဲထင်ပါရင် ဟုတ်ကဲ့ကျွန်တော်ကိုလူလွတ်ပါလိမ့်မယ် အခုကရင်းနှံချောင်းမှာပဲနေတယ်နော်ဟုတ်ကဲ့အခုတော့ရင်းနှံချောင်းမှာပါပဲဩအစိုးရလောက်ပါပဲလားဟုတ်ကဲ့အေးပိုင်လောက်နေပါတယ်ဩဩမမြင်လေရင်းနှံချောင်းမှာဘယ်နည်းလောက်ကြပါမလဲမပြောတတ်သေးပါဘူးအမကဆွဲထားအောင်မှာပဲငငယ်ရွယ်ရွယ်ကအတူတူနေကြပြီသူကရင်းနှံချောင်းသားနဲ့အချောင်းပါလို့အသက်ကြီးတော့မှခွဲနေကြရပါတယ်တခါတခါပြန်တွေးကြရင်မပြန်အောင်ဆွဲနေတာပါပဲအမကတော်တော်အသက်ကြီးပါပြီလား ဟုတ်ကဲ့40ထဲမှာပါပဲ။အော်အော်အထက်အောက်ပါလား။ဟုတ်ပါတယ်သူ့အောက်ကကျမပါပဲ။ဒါဖြင့်တော်တော်လှန်တာပဲနော်။ဟုတ်ကဲ့ကျမထက်9နှစ်လောက်လှမ်းပါတယ်။ဟွန်းမမြန်လေးက30ကျော်ပါပြီလား။ဦးချစ်စွေအံ့ဩသွားသည့်ပုံမှန်မူရာကို ကြည့်၍ပြုံးလေ။ဟုတ်ကဲ့ကျမသက်35နှစ်ထဲမှာပါ။အိုးတိတ်နှုတ်ပြောပါကလား။ကျွန်တော်ထင်တယ်20တောင်ပြည့်အောင်မှမဟုတ်ဘူးလို့။ မမျက်လေးကပြုံးလျက်ပြင်စား၍နေလေသည်ဦးချစ်ဆွေလည်းတစုံတစ်ခုကိုပြောလိုလာတော့လေရိုင်းရကြမည်ဆို၍မြို့တိတ်လိုက်ရသည်ဤရမျိုးကိုပိုင်ဆိုင်သည့်သူ၏စိတ်တော်မှာခက်ထန်ကြမ်းကြုတ်ခြင်းအလျင်မရှိပဲစိတ်တော်နူးညံ့သိမ့်မွေး၏သာစဉ်ကြည်လင်ရွှင်ပြနေသော သူမသားလေးယခုလိုနုပြိုနိုင်မည်ဟုလည်းတွေးတော်နေလေဒီအတက်ရရောက်နေရင်အိမ်ထောင်များရှိနေမလားဟုအလုံးသိချင်လေသည် ထိုမိခိုးမျိုးကိုမိမိနေရာမှာမေးရန်အလွန်ခက်လာ၏ချိန်၍သာမျိုးသိမ့်လိုက်ရလေသည်ကျမတို့အမိသာရုတ်ကြပါတယ်ကျမတို့အဖေတော့အသက်60တွင်မှတည်သွားပြီမဲ့ရုပ်ရွယ်ကတော့ဦးချစ်စွေတို့အရွယ်လောက်ပါပဲအင်မတန်တင်ပါတယ်ဦးချစ်စွေရောအသက်သိမ့်မကြီးသေးပါဘူးနော်ကျွန်တော်လည်း35ထဲမှာပါပဲအော်အော်ငငယ်ပဲရှိပါသေးတယ်နော်မျက်နှာထားကြီးချင်းကြောင့်မျက်နှာတင်းရင်းနေတဲ့ပြင် ယခုပြောမှပင်မိမိနေရွယ်တူတန်းတူမှန်သိရလေခြင်းသာထို့သို့ပြောလိုက်မိခြင်းကိုအာနာရွေးပင်သွားမိလေသည်အလောက်ကင်ကြီးရင်လို့ကြံဉဏ်စိတ်ကူးထုတ်တာများလွန်းလို့ထင်ပါတယ်အသက်ကြီးတဲ့အသင်ကိုစောင့်နေကြရတာဟိုမမျက်လေးဟာရှေးကထဲရင်းနှီးစွာပြင်းပြုံးကြီးလို့ရဲ့ချီနေတဲ့ပြင်းမမျက်လေးကမျက်နှာလွဲကဟိုမှာညီနေချောင်းမေဟိုခေါင်းဆက်ရေးပြပြီးစွဲမထားလေသည်တင်မောကြီးကစိတ်ကံတော့ရှင်ယူကနေလေသည် တင်မောပြင်ပခန်းတွင်စင်းတန်တက်တန်ဆူညံ၍နေလေသည်ဝချစ်ဆွေနှင့်မမျက်လေရှင်တွဲရရက်ကအပေါင်းမှလန်၍ကန်တို့ချီနေကြသည်မကြမီဥခန်းထဲသို့လူတရားဝင်လာပြီလေဝချစ်ဆွေအားအရေးပိုင်မင်းကလွတ်လိုက်ပါတယ်ဟိုကိုကုန်းပြီအယိုသေးပြီးလျှက်ပြောလိုက်သည်မမျက်လေတို့အိမ်ကမလာသေးပါလားလာပါလိမ့်မယ်သွားပါသွားပါဝချစ်ဆွေပစ္စည်းများကိုထန်းတင်ရန်ထိုသူအားမောင်စောကညွန်ပြပေးလေသည် တိတ္တများကိုထမ်း၍အပါဝါတွင်ဆောင်းလည်နေရာဦးချစ်စွေသည်မမြက်လျာကျွန်တော်ညနေလာခဲ့ပါမည်ဟိုမချီပြုံပြုံ၍နှုတ်ဆက်လိုက်လေဦးခန့်ထဲမှလေးခန့်စွာထွက်ခဲ့လေသည်တန်ရလာပါသည်နှစ်ထပ်အိမ်စင်ဝင်အောင်၌ပလိုင်မောက်ကကြီးပေးတွင်ညီကိုရှင်၍ရက်ကစကားချီချဖြစ်၍နေကြသည်ဟာအကူကြီးရာဖြည်းဖြည်းစစ်စစ်မှပဲတွားကြည့်ပါရစေဒီနေ့ညနေတင်းမော့ပေါ်မှာညောင်းလို့လို့ကျွန်တော်လမ်းလျှောက်ပါရစေ အချိန်ရှိပါသေးတယ်ညီလေးရဟိုကပြန်လာတော့ရှောက်ပါလေကွာမနက်ကတထည့်ကတော်ကိုဒီညနေလာခဲ့မယ်လို့ပြောထားတယ်ကွာတက်ပါမဟုတ်ပါဘူးကိုကြီးကကျွန်တော်နဲ့ဆက်ထားတဲ့မိမအိမ်ကိုကျွန်တော်မလိုက်ချင်ဘူးမင်းကလည်းရှက်စရာမဟုတ်တာငါကသာရေလာမြောင်းပြီးပြောနေရသေးတာပါကွာမစိစက်ရသေးပါဘူးမင်းကိုပြပြီးမှစိစက်ရမှာပေါ့ကွာလာပါနေပါအောင်ကိုကြီးကဖြည်းဖြည်းပေါ့ကျွန်တော်လည်းရက်ကြအောင်ပါပဲဟာမင်းကလည်းတက်ဆိုရင်တက်ကွာမင်းလုံးပေါ်မှာဘဲတော့မှမိမရမယ်ကောင်မဟုတ်ဘူး ပြပြဆူဆူနေဦးချစ်စွေအားကားထဲသို့တွင်ရတွင်လိုက်ပြီးလင်းဦးချစ်စွေဘေးတွင်ရှင်ထိုင်လိုက်ကားကားကိုအေးပိုင်ကိုယ်တိုင်မောင်းလျက်ထွက်ခဲ့လင်းကျွန်တော်သဘောမကျလဲခုဟာယူရမှာပဲလားဟေးမင်းသဘောမကျစရာဘာမှမရှိဘူးအုတ်စပေါ်ရုတ်ချောချောလိမ့်လိမ့်မမမင်းဘယ်မှာရနိုင်အောင်မလဲရှင်းမနေနဲ့ကွာမင်းဟိုကြတော့ကြည့်ဦးချစ်စွေသည်ယနေ့ညနေလမ်းထွက်လျှောက်လမ်းလျှောက်ထွက်မြည်ဟူပြောကမမျက်လေးတို့ဘက်စီတို့အလေးတော့ပူရရင် အကိုကကားကြီးတစ်စီးနဲ့ကားစီးကားစီးလှုပ်ရင်းနေခြင်းကြောင့်မလွဲတာရေးလိုက်ပါလားလေသည်ဆက်ထားသည့်မိမကိုမိမိညီတိနီးနဲ့မှမယူခြင်းကြောင့်ခရီးရောက်မဆိုင်မပြောလို့တင်ရွေးတာမကြည်မသားနဲ့အောင့်အီး၍လိုက်ခဲရလေသည် မကြမီကျဲဝန်းသောချိန်ဤထဲသို့ကားကြီးဝင်လာကခန်းနာစွာဆောက်လုပ်ထားသည့်တထပ်တိုင်ပြပြန်ကြီးရှိနေကားထိုးရက်လိုက်လေသည် ရေးပိုင်မင်းကရှေးကစင်ဝင်မှာဦးချစ်ဆွေလည်းနောက်မှလိုက်ပါလာခဲလေသည် မိမကြီးတယောက်ခြံထဲမှာအပြင်းကလေးအိမ်ပေါ်သို့တက်လာပြီးလေဦးချစ်ဆွေတို့ဟာခီးဦးကျိုးစိုးကဧကန်ကြီးထံသို့ခေါ်ဆောင်ရင်းနေရာချထားပြီးလေရီးပိုင်မင်းတို့ကညမှပဲလာလိမ့်မယ်ထင်တယ်အောင်မေလို့သူလည်းအပြင်းထွက်သွားပါတယ်ဟုတ်ကဲ့တတိကတော့ကျွန်တော်ညီကလည်းဒီကနေ့ညနေပဲရောက်လာပါတယ်ညကြအေးအေးဆေးဆေးသူနဲ့စကားပြောချင်တာနဲ့စောစောပဲလာခဲ့ပါတယ်ဩဒီနေ့အတင်းမောမှာပဲပါလာတာကိုဟိုမိမကြီးက အော်တော်ဟန်ပြင်းပြောလိုက်ရင်ဦးချစ်စွေကပြုံးရည်ကြည့်လေဦးချစ်စွေရဲ့အနေရခက်တဲ့သူအသက်ရှူကျက်သွားလေပြန်၍လည်းပြုံးလို့မရနိုင်သဖြင့်တစုံတစ်ခုကိုလှမ်း၍ကြည့်လေမျက်နာနဲ့တဲတဲတကားပေါက်မှာတပြေးသည်မဲ့ရောင်ခန်းစည်းကြီးကိုသာဆိုက်၍ကြည့်နေလေဖြောင်းမလာပိတ်ခန်းစည်းကြီးကိုအယုတ်ကားကြီးတစ်ခုကြည့်နေရတဲ့သူခန်းစည်းနဲ့သာမျက်နာကိုအထားလေသည်ခွင့်ယူပြီးတင့်မော့နေပဲအေးအေးလာခဲ့တယ်တဲ့ကောင်းပါတယ်ဒီလိုအနားယူမှပဲ ၎င်းတို့အထဲတွင်ဘာမှမပြောဘဲစိတ်စိတ်ထိုင်နေရရင်ဖြူစင်ကြော့ရှင်သောလက်တစ်ဖက်ကခန်းစည်းကိုဖယ်၍ထပေါ်လာရ။ဥချစ်ဆွေလည်းမျက်နှာကိုကြပြကြရခန်းစည်းမှခေါ်ရ၏။ခင်းထားသောကော်စောသူကိုစိုက်ထားလိုက်လေ။အော်ဥချစ်ဆွေတို့ပါကလား။ဟူသောတန်ကိုဥချစ်ဆွေသည်မြုံနိုင်အောင်ဖြစ်ကာအတန်ရှင်ကိုမော့၍ကြည့်ပြီးစက်တေတည်သွားလေ။ညီမလေးဒါအေးပိုင်မင်းပဲ။မောင်ချစ်ဆွေနဲ့ညီမလေးတို့တိကြတာကို။ ရေးပိုင်ပြီဒါညီမလေးပဲဒီနေ့ပဲရောက်ပါတယ်။အော်ဟုတ်လား။ဒါဖြင့်ညီတော်မောင်နဲ့အတူတူတသိန်းမောထဲကိုတတိယတော်နေ့ရေးပိုင်ပြီနော်။တခွန်းတပြန်ဆူညံသွားလေမမြန်လေးကမိမိရာတွေ့လို့ရေးလာသည်ဟိုထင်မှတ်ပြီးလေဝမ်းမြောက်သွားကဟုတ်ကဲ့တင်းမောပေါ်မှာတည်ပါတယ်။ဟိုပြန်ပြောရင်ဦးချစ်စွေပဲရှိရဲ့ကလထိုင်တွင်ဝင်ရထိုင်လေဦးချစ်စွေသည်ငါလိုလူစပူရှိတဲ့ရဲ့လားဟိုစိတ်ထဲတွင်အောင်မေးလိုက်က မိမိကိုယ်အားဥသုံးချိန်ထိုင်၍ခြားပြစ်လိုက်ခြင်းတော့၏။လိုက်လေထူခဲ့စွာဝမ်းမြောက်သွားမိခြင်းတွင်ကိုရှင်တက်ကမနေပင်အိမ်တွေလှုပ်ရလေ။ရင်းနှံเจ้าဟာပျော့ဆရာကြီးပဲတိတ်သားရတာပဲနော်။ဟိုဥချစ်ဆွေကမမျက်လေအားလှမ်းရပြောသည်။အေးပိုင်မင်းမှာမိမိညီယခုပင်စကားပြောပေါ်ရလာခြင်းတွင်ဝမ်းမြောက်စွာနာထောင်ရင်းနေလေ။ตายရပါတယ်ရှောက်လဲပါတယ်နှစ်နှစ်ဆက်ဆက်လဲပြီးမှตายပြီးตายရမယ်သိရပါတယ် ဒီလိုလို့လေတနေ့ပျော်ပွဲစားဆုသွားကြရအောင်ဟိုမမျက်လေးအမကဝင်ပြောကြီးကောင်းတယ်ဒီကြံကောင်းတယ်ဟိုအရေးပိုင်မင်းကအဘာတရားပြောလိုက်မမျက်လေးကမိမိမာလှမ်း၍ညနေလက်ဖက်ရည်ပြင်ခိုင်းမှာပဲမမဟိုပြောလိုက်ရနုနုရဲ့လက်ဖက်ရည်ပွဲပြင်ခိုင်းဟိတော်နေဟိုတော်နေစီကအခန်းတကန်ဘက်သို့လှမ်းရင်းအော်လိုက်တိမော့ပေါ်မှာမိတ်ဆွေဖြစ်လာကြတာဝမ်းသာစရာပဲတတိကတော့ ကျွန်တော်ညီဟာအင်မတန်စကားနဲ့တယ်ဗျကျွန်တော်လိုမဟုတ်ဘူးဒီဟာနှမကတော့ဒီကောင်စကားနဲ့မှတင်းမော့ပေါ်တဲ့ကတိလာမှာပဲမမျက်လေးလဲရေးပိုင်မင်းနီအမတို့ရည်တကယ်တော့မကြီးပဲပြုံးယုံကလေးများပင်ပြုံးလျင်ကျမနဲ့တော့ပြောသားပဲကိုကြီးရဲ့ဟိုပြောလျင်ဥချစ်ဆွေဟာလှမ်းကြည့်ပြီးပြုံးနေမိမိဟာပြုံးပြလိုက်တဲ့အတွက်ဥချစ်ဆွေမှာ မနောပီတီဂွန်စီတီတကယ်တော့ဖြစ်သွားလေကျမအမကရေးကြည့်တဲ့ကိစ္စနဲ့လာပါဆိုတာဒီကိစ္စပဲဖြစ်ရမယ် ငါနဲ့တွေ့ဖို့ရမှားတာတေချာပြီအတတ်ငယ်ငယ်ရုပ်ချော်ဥစပေါ်လို့အကိုကြီးပြောတာဧကန်နအကိုကြီးမျက်မျက်လေးကိုလူမမြင်ရလို့ပုံကိုကြည့်ပြီးဆုံးဖြတ်ထားတာဖြစ်ရမယ်ငါကိုယ်တိုင်တော့အသက်20လို့ထင်သေးတာ ကိုကြီးတော့ဘယ်ကြီးတယ်ထင်မလဲဒီကိစ္စကိုမျက်မျက်လေးများသိသွားပြီလားသိရင်ဘလို့နေမလဲအိမ်ပြန်ရောက်ရင်အကိုကြီးမမြန်သာကြောင်းလဲကျွန်တော်ခဏခဏမလာနိုင်ဘူးလို့လှိမ့်ပါပဲဤကဲ့သို့ခြေရာကောင်းလေဆုံထောက်တွေတွေကပီတီကြီးဖြစ်ကဝမ်းတာလုံးဆိုရင်နေလေ ဒီခါပဲကြားဖို့ပါသေးတယ်ဓမ္မကြီးရဲ့အင်တန်နှုတ်လေးလွန်းလို့သူ့နဲ့များဘဲကိုမှမသွားချင်ဘူးစောစောကဝင်းတာလာတယ်တထေးတော်ကနှုတ်ဆက်တာကိုအင်းရင်းကြီးနဲ့ပြန်နှုတ်ဆက်ဘူးအင်တန်ကွာကြတဲ့အခါဒါနဲ့ဓမ္မကြီးကပြီမနေသလားမော်လမြိုင်မှနေတယ်ရေးပိုင်မင်းအင်တန်လာခဲတယ်ဟိုမှလည်းခြံကိုသူတယောက်တည်းပဲကြိမဲ့လူရှိတယ်ညီမလည်းနှစ်ယောက်တည်းပဲရှိတယ်တွေ့ချင်းကျမကသူ့စီကိုပဲတွားရတယ်သူကမလာနိုင်ပါဘူးအခုအတင်းစာရေးခေါ်လို့လာတာပါ တတိကတော်ကအတင်းစာရေးခေါ်လို့ဆိုလိုက်ခြင်းမှာဤကိစ္စအတွက်ခေါ်ခြင်းပဲဟိုဦးချစ်ဆွေကတွေ့ရင်မမျက်လေးအားလှမ်းကြည့်လိုက်ပြီးနောက်ပြုံပြန်လေးသည်ဩညီမနှစ်ယောက်တည်းရှိသလားဒီဟာနှမကြီးအရွယ်ငယ်သေးတာပဲတင်မကြည့်သေးပါဘူးဦးချစ်ဆွေလည်းအကိုလို့သူကဖြတ်ခနဲကြည့်လိုက်သည်တို့ကြည့်ပြီးတဖန်မမျက်လေးအားလည်းလှည့်ကြည့်လိုက်သည်ကျမလိုမဟုတ်ဘူးအေးပိုင်ပြီသူကအင်မတန်ကိုအရွယ်တင်ပါတယ် ဦးချစ်စွေလည်းမိမိရဲ့အတွေ့အော်များတင်ချရေးသွားတကယ်သူရှင်းလင်းသွားပြီလေစိတ်ကြည်လင်ရွေးလာသည့်အလျာရောက်စားကမျက်နှာမျိုးမဟုတ်ပဲမျက်နှာချွေရင်းနေလေသည်မမျက်လေးထွက်လာသောအခမ်းမပင်မိကလေးတယောက်ခေါင်းလေးပင်ဖော်ကားအဖေရေပြင်းပြီးပါပြီဟုပြောလိုက်ရာဒေါ်နင်းစီကရှေ့ဦးစွာထား၍အားလုံးကို လဖေရေခန်းသို့ခေါ်ဆောင်သွားလေသည်အတီးသည်ဝိုင်းထိုင်ကြပြီးနောက်မမျက်လေးကနုနုရောမမဟုပြောလိုက်ရာဒေါ်နင်းစီက နုနုရေနုနုလာလေနုနုရေလာဟိုလန်ခေါ်လိုက်သည်ခန်းစင်းကိုဖယ်၍ခေါင်းကလေးပြူထွက်လာမည်မိန်ကလေးပင်အခန်းထဲသို့တလန်ချင်းလန်ပြီးဝင်လာနေသည်ကိုအားလုံးပင်မြင်နေရသည်ကိုလုံးကိုထဲမမျက်လေးထပ်ထွက်ပြီးမမျက်လေးလောက်အရင်မမြင်လာပင်ဒေါ်နင်းစီကဲ့သို့ရင်ဆဆာရုပ်ရည်မျိုးပြင်မိမိတို့ထံသို့မလျှောက်တတ်သလိုရှောင်ပြေးလာနေသောမိန်ကလေးကိုကြည့်ပင်လေတန်တရားစိတ်မျိုးမျိုးနှင့်ဦးချစ်ဆွေတွင်တဖန်ထိတ်သွားပြန်လေသည် နုနုအဲ့တယ်လေလာနေမှန်းသိလည်းနဲ့ဖះရှိခုနေသလားဟိုအေးပိုင်မင်းကလှမ်းရေပြောလိုက်တဲ့ပြင်ပုံမူရေးရှက်သွားဟန်နေစပွဲဝိုင်းထဲသူမရေတရေဝင်တိုင်းကမျက်နာကိုငုံထားလေသည်နုနုအေးပိုင်မင်းမေးနေတာပြောလေဟိုဒေါ်နေစီကနုနုကလှမ်းပြောတော့လေနုနုဒီငုံနေရမှာပိုရင်ငုံလေစပွဲပေါ်မှာစုံကိုလက်ညှိုးနှင်းတုန်နေလေသည်နုနုမေးနေတာဘာဖြစ်လို့မပြောရတာလဲ တော်နင်းစီကဲ့သို့အတန်ညူမဟုတ်ပဲမမျက်လေး၏အတန်မှသွားခြင်းကိုဦးချစ်စွေလည်းခွဲခြား၍တည်လိုက်လေသည်နုနုပန်းတည်နေလိုပါမြည်သူပုံများမကြည့်ငုံလျက်ကပင်ဤတို့ဖြစ်နေပုံကိုမမျက်လေးကတခဏများစူးစိုက်ကြည့်နေသည်ကိုဦးချစ်စွေတွေ့လိုက်ရလေသည်နုနုအလောက်ကထားပဲရေးပိုင်မင်းရဲ့ဖះဆွတော့ကတ်မင်းအိမ်မှာတိမ့်စီမယ်လှုပ်လှုပ်ရှားရှင်လှုပ်ပြီးလှုပ်ရှားမရှင်ဖះရှိခုံမယ်ဓာတုအလောက်ဟိုတော်နင်းစီကရှင်းလင်းပြောပြနေလေသည် ငငယ်ရွယ်ရွယ်ပေမဲ့လည်းအင်မတန်ဖះတရားကြည်ညိုပါတယ်ကျွန်တော်လာတိုင်းဖះကက်ဖို့ပန်းတည်နေတာနဲ့ကြုံနေတာပဲဒီအိမ်မှာနုနုရှိမှန်ကိုတစ်ခေါက်နှစ်ခေါက်နဲ့မသိနိုင်ဘူးတိတ်အေးတာပဲဟုတ်တယ်ရေးပိုင်မင်းရဲ့ဧည့်သည်လာလဲသူဘယ်တော့မှမထွက်ဘူးအင်မတန်ကြီးခေါ်ထုံးမှထွက်တယ်မိမဧည့်သည်လာလဲသူဒီလိုပဲမထွက်ချင်ဘူးတော်ယုံလူကသူ့အတန်ကြာဖို့ခက်သားပဲခိုင်းတာနေရာမကျရင်တခွမမနေဘူးသူကိုယ်တိုင်ထလုတ်တက်တာပဲအေးတာတော့မပြောပါနဲ့တော့ ပါဇက်နဲ့ခိုင်းဆက်မှလို့ပြောယူရတယ်။နုနုကမအေးနဲ့တူလို့ထင်တယ်။အေးရမှာတိတ်အေးတာပဲ။ဟိုအေးပိုင်မင်းကချွတ်ချွတ်ပြုံပြုံပြောနေလေသည်။နေရဲ့ချင်းတူနာမည်ချင်းတူပြီးမှခဏတလုံးတည်းကက်လွဲသွားတကယ်သူ။ဥချစ်ဆွေရင်ထဲတွင်တလက်လက်ဖြစ်သွားလေသည်။နှဘူးစာဆောင်ရန်တစ်တာကိုကြုံလိုက်ရပြီးနောက်အိမ်ပေါ်အရောက်လက်တိုက်သလိုရှိလာပြီးမှကက်လွဲရချေပြီ။စိတ်ထဲတွင်မခံစိမခံသာပဲအောင့်တက်တန်းဤမချီတင်ငယ်ဖြစ်၍သွားတော်၏ အတော်နှစ်တူမှာဟိုတက္ကနာချင်းခွဲချလိုက်ပြီးနော်မိမိကမမျက်လေတူမှာနေအကိုလို့သူက ပေးစားလိုက်မြည်ဟိုလိုလိုတည်ရလာပြီးလေအကိုရောကန်ကြမှာပါကြိတ်ရတာပြစ်တင်လျက်ရှိလေသည်တယောက်တစ်ခွန်းပြောဆိုနေကြသောစကားများကိုအာရုံမပြုနိုင်မင်းဘဲပုံဘဲနည်းဖြင့်မမျက်လေနှင့်နီးရအောင်ကြုံရမိတာအချမ်းညာယူရနေသည်ဖြင့်လက်ဖက်ရည်တောက်ဖို့ရန်မိနေလေသည်ဦးချစ်စွေတောက်ပါဟိုမမျက်လေးကအတန်ပြုတ်လိုက်ပါ မမျက်လေးအားမောရင်မချီပြုံပြုံပြလိုက်မိလျက်ဖြင့်နှစ်ဖက်ရဲ့ပကံကိုလှမ်းယူရဲတောင်းနေလေသည်ဦးချစ်ဆွေ၏မျက်နှာကဲကြောင့်မမျက်လေးသည်တစုံတစ်ခုကိုဆက်ဆက်တွေးလိုက်ပြီးနောက်စိတ်လေးတလုံးလုံးရှိနေလေသည်နှစ်ဖက်ရဲ့ဇပွဲတွင်ရေးပိုင်နှင့်တတိယတော်တို့နေရာသာထွေရလေးပါပြုံရင်နေကြသည်သုံးယောက်သောသူတို့မှငြိမ်သက်၍နေတော်လေနှစ်ဦးမှအတွေးကိုစီနေအတွေးချင်ရာအတွေးနေကြချင်းကြောင့်နုနုတာလင်းမျက်တောင်မမှန်ခဲ့၍အသက်မမှန်ရှူနေလေသည လူကြီးတွေရင်ချင်းရာကိုဘာမှမသိပဲလူကြီးတွေပြောနေသည့်စကားသာညင်သက်စွာနားထောင်ရင်းနေလေသည်မမျက်လေသည်တွေ့ဝေညင်သက်နေရမှာနုနုအားလှမ်း၍ပြောပွဲစားသွားရင်နုနုဘာချက်သွားရင် ကောက်မလဲဟိုရုတ်တရက်မေးလိုက်လေသည်စကားလက်ဆောင်ကြနေကြသော လူကြီးမျိုးလေတပြိုင်နက်တည်းနုနုအားလှမ်း၍ကြည်ကြပြီနုနုပြောကိုစောင့်စားရင်းနေကြသည်မင်းနေတယ်လေပြောပွဲစားသွားရင်နုနုဘာချက်သွားမှာလဲ မမျက်လေးလည်းထပ်၍မေးရသည်ဖြင့်အာမလို့အာမရဖြစ်သလိုမျက်တောင်နှစ်ပတ်ခဲ၍နမေးရထိုင်နေသောနူနူ၏နှုတ်ဖြားကိုစောင့်ကြည့်နေသည်။ကျောင်းဆရာမရှိတွင်မိခုံကိုမဖြေရသောတပြည်ကဲ့သို့နူနူသည်ကောင်းချင်းငုံထားလျင်ဇပွဲကိုထပ်ထပ်ပို့ရတာနေလေ။နူနူကဓာတ်ပေါက်ထမင်းချက်ခဲ့မယ်မဟုတ်လားကွယ်။ဟိုအေးပိုင်မင်းကရည်ရည်မောမောဖြင့်ရေလာမြောင်ပေးလို့ရပြုံနေသည်တိုင်အောင်လေ။နူနူသည်မိမိဖြစ်ရမလို့ဟူယူဆ၍လာမသည်။ ညီသူမြည်သူကိုများမောမကြည့်ပဲငုံရတာနေလေတောက်ခတ်ထားသည့်မျက်လုံးစုံကို နုနုထန်ပါမှတပြေးပြေးရုပ်သိမ်းခွဲခွာလိုက်ပြီးနော်မမျက်လေးသည်ကြီးလာသည့်အိမ်ရဲ့ကြီးဖြင့်လပည့်ရေပကံကိုစုနှင့်တပြေးပြေးမွေရေးပေးပြီးမျက်နှာထားတီတီကြီးနှင့်ညီသက်စွာတောင်းနေလေအရေးပိုင်ကမျက်ဖြင်ညက်နေလာခဲ့အောင်မေဆိုက ထိုင်မှထားမှပြီဦးချစ်ဆွေလည်းမမျက်လေးအားမတိမတာကြီးနေရမှာတတိယတလို့ထားကား မမျက်လေးကျွန်တော်ပြန်လိုက်ပါအောင်မေပို့မမျက်လေးအားရှေးဦးစားနှုတ်ဆက်ပြီးနောက်တတိယခတော်ကိုလည်းပြုံးရနှုတ်ဆက်လိုက်လေသည်မမျက်လေးလည်းအမနှင့်အတူဧည့်သည်များအိမ်ဝတ်သို့လိုက်ပို့လိုက်ပြီးနောက်ဦးချစ်စွေတို့အားယဉ်ကျေးမှုများဖြင့်ပြန်၍နှုတ်ဆက်ပြီးလေကားထွက်သွားမှပင်ညီမညောင်အိမ်ထဲသို့ပြန်ဝင်ခဲ့ကြလေနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော်